ဖုန်းအဟောင်းထဲက Facebook Messenger အကောင့်ကို ဖုန်းအတစ်ဒီဘိုင်းအတစ်ဒီမှာကျွန်တော်တို့လာပြီးတော့ login ဝင်တဲ့အခါမှာဖုန်းအဟောင်း Facebook Messenger ထဲမှာကျွန်တော်တို့ပြောထားတဲ့ checklist တွေကျွန်တော်တို့ပို့ထားတဲ့ဓာတ်ပုံ video file တွေ message တွေဒီဖုန်းအတစ်ထဲမှာ login ဝင်တဲ့အခါမှာပြန်ပါလာအောင်ကျွန်တော်တို့အနေနဲ့ဒီ Facebook Messenger ထဲမှာတွားပြီးတော့ တင့်ကုတ်မှတ်ထားတဲ့ညီလိုင်းကိုပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်။တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ဖုံးအဟောင်းထဲကဒီကျွန်တော်တို့ chess ထားတဲ့ chess တင်တွေ chess list တွေပြန်ရအောင်စက်သိမ်းချိန်ထားတဲ့ညီလိုင်းလို့ပြောလို့ရတယ်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာကိုကြည့်အောင်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ Facebook ထဲကိုရင်ဆုံးတွားလိုက်ပါမယ်။ menu ထဲကို channel လိုက်မယ်ကျွန်တော် open နေဆင်းလိုက်မယ် setting and privacy ထဲကို channel လိုက်မယ် setting ထဲကို channel လိုက်မယ် ီမော်ရူအင်အကောင့်စင်တာထဲကိုတစ်ချက်နှိမ့်မယ်။ကျွန်တော်တို့ဒီ password and security ထဲကိုတစ်ချက်နှိမ့်လိုက်ပါ။အောက်ဖက်ကိုတစ်ချက်ဆင်းလိုက်မယ်။အောက်ဆုံးသားလေးမှာ secure through ဆိုတဲ့နေရာမှာတစ်ချက်နှိမ့်လိုက်မယ်။ All you seeing your chat history ဆိုပြီးတော့အောက်မှာ reset pin ဆိုပြီးတော့ပြထားတယ်ပေါ့နော်။ reset pin မှာတစ်ချက်နှိမ့်လိုက်မယ်။ Okay ဒီထဲမှာကျွန်တော်တို့အနေနဲ့ pin 6လုံးပေါ့နော်ကျွန်တော်တို့ရိုက်ထည့်ထားရမှာဖြစ်ပါတယ်ပေါ့နော်။ တချို့မိတ်ဆွေတွေဆိုလို့ရှိရင်တော့ဒီပင့်ကိုတစ်ခါရိုက်ထိတ်ထားပြီးတာမိတ်ဆွေတွေရှိတယ်ဒါပေမဲ့မမတ်မိပဲနဲ့ဖြစ်တတ်တယ်ဗျနော်အဲ့တော့ဒီညမှာကျွန်တော်တို့အတိတ်ကိုပြန်ရိုက်ထည့်ပြီးတော့မှတ်ထားလို့ရတယ်ဗျနော်ဒီညမှာရိုက်ထိတ်ထားတဲ့ပင့်ကုတ်6လုံးကိုတေချာရေးမှတ်ထားလိုက်ဗျနော်โอเคဒီထဲမှာမိတ်ဆွေတို့ကြိုက်တဲ့ပင့်6လုံးကိုရိုက်ထည့်ပေးလိုက်ဗျနော်ဥပမာကျွန်တော်ကတော့3 2 3 4 6 okay confirm လို့ဖို့တွေ့ပါတော့နောက်တစ်ခါပြင်ပြီးတော့ရိုက်ထည့်ပေးလိုက်ပါ3 2 3 4 5 6 ကြည်ရဆလို့ရှိရင်တော့ကျွန်တော်တို့ pink code ကိုမှတ်ထားတာပြီးတော့ဖြစ်ပါတယ်ပေါ့နော်ဒီထဲမှာအခုကျွန်တော်ရိုက်ထည့်ထားတဲ့ pink code ကိုတေချာလေးမှတ်ထားလိုက်ပါခုနကကျွန်တော်တို့ပြောသလိုပဲဖုန်းအတိတ်ဒီပိုင်းအတိတ်ဒီမှာကျွန်တော်တို့ဒီ account တွေကို log in ဝင်တဲ့အခါမှာ Facebook Messenger chat history ကိုကျွန်တော်တို့ပြန်ရဖို့အတွက်ဒီ pink code ကိုကျွန်တော်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီ Facebook app ထဲမှာမဟုတ်ပေနဲ့ Messenger ထဲမှာတွားပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့မှတ်ပေးရမှာဖြစ်ပါတယ်ပေါ့နော် Messenger ထဲကိုဝင်တွားလိုက်မယ် โอเคပြီးတော့เนาะကျွန်တော်ဒီအောင်နာလေးကမင်းယူတစ်ယောက်တစ်ချက်နှိပ်လိုက်မယ်စတိန်တစ်ယောက်တစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်အောက်ဘက်ဆင်းသွားလိုက်မယ် privacy and safety တစ်ယောက်တစ်ချက်နှိပ်လိုက်ပါကျွန်တော် end to end encrypted chat ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ် message storage ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်ကဲဒီထဲမှာအောက်ဆုံးနာလေးကဒီ reset ပြနေရာမှာတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ဒီထဲမှာလည်းပဲခုနကကျွန်တော်တို့ရိုက်ထိတ်ထားတဲ့ ပြင်6လုံးကိုဒီထဲမှာပြင်ပြီးတော့ရိုက်ထေးပေးလိုက်ပါတော့เนาะ3 4 5 6โอเคနောက်တစ်ဖန်3 4 5 6โอเคဒီထဲမှာကျွန်တော်ရိုက်ထေးရဟာတဲ့ပြင်ကိုပဲမေးစီလို့ဟို Facebook app မှာရောဒီ Messenger ထဲမှာရောကျွန်တော်ရိုက်ထေးပြီးတော့အခုလိုမှတ်ထားပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒီဖုန်းအကောင့်ထေးက Facebook Messenger အကောင့်ကိုကျွန်တော်ဖုန်းအတိတ်မှာတွားပြီးတော့ log in ဝင်တဲ့အခါမှာ ဖုန်းအဟောင်းမှာကျွန်တော်တို့ပြောထားခဲ့တဲ့ checklist တွေတက်ပုံ PDU massive file တွေအကုန်လုံးကဖုန်းအတိတ်ထဲမှာ log in ဝင်တဲ့အခါမှာပြန်ယူလို့ရမှာဖြစ်ပါလေဗောနော်ဘယ်လိုပြန်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းအဟောင်းထဲက Facebook Messenger အကောင့်ကိုဖုန်းအတိတ်ထဲ log in ဝင်တဲ့အခါမှာဖုန်းအဟောင်းမှာရိုက်ထည့်ထားတဲ့ pin ကိုရိုက်ထည့်ဖို့အတွက်ကျွန်တော်တို့က pop up message တစ်ခုလေးတက်လာပေးမှာဖြစ်ပါလေအဲ့ဒီထဲမှာကိုဒီဖုန်းအဟောင်းမှာရိုက်ထည့်ထားခဲ့တဲ့ pin ၆လုံးကိုကျွန်တော်ရိုက်ထည့်လိုက်တာနဲ့ဖုန်းအဟောင်းမှာ ချက်ထားတဲ့ checklist တွေပေါ့နော် message တပ်ပုံ video file တွေအကုန်လုံးတင်ပါလာမှာဖြစ်ပါတယ် okay နော် okay ဒါဆိုရှင်တော့ဒီ video လေးကိုကျွန်တော်ဒီနေရာမှာပဲရပ်တန်လိုက်ပါတော့မယ်နောက်ထပ် video တွေမှာပြင်ပြီးတော့ส่งကြရအောင်အားလုံးပဲနေလာပါ